ဆရာအာကျွန်တော်ကတော့ဒီအားလုံးရဲ့ကဘာကဘာလုံးကစိတ်ဝင်စားမြန်ကြလာဒီကာပွဲစဉ်မှာအဲကလစီကိုဒါဘီပွဲရီယယ်မက်ဒရစ်နဲ့ကျွန်တော်တို့ဘာစီနာဟိုနှစ်တင်းစလုံးကတော့ဒါဒိုင်ယာပြဿနာလေးတွေကိုစီချန်ပီယံလိမှာရှိခဲ့ကြပြီမဲ့လို့ဟုတ်ဆရာဟိုကတော့ဘာစီလိုနာကတော့ဒါအိုလံပီယာကုစကိုဒါ6ဂိုးတကိုးနဲ့ဟိုတကယ်ကိုပြက်ပြက်တားတားနဲ့နိုင်ရခဲ့တယ် ဒီဘက်က Real Madrid ကတော့ဒါ Juve တက်ကို1-0အဲ့ပွဲမှာကျွန်တော်က Real ရဲ့ကစားဟန်ကိုမကြိုက်ဘူး Juve တက်ကတော့ပူကောင်းတယ်ပူကောင်းတယ်ဒါ1-0ရသွားတယ်ဆိုတာဒါ Juve တက်ရဲ့တစ်ချက်မှားလေးကနေမှ Real အသွင်းသွားတယ်ဂိုးလေးနဲ့ဟိုနောက်ပိုင်းမှာ Real ရတဲ့အလုံးတွေအာဂိုးကန်သွင်းချက်တွေကဂိုးပါးတွေကြော်ကြော်ပြီးတော့အဲ့လိုဟိုမချော်သိတဲ့နေရာကြီးမချော်သိတဲ့နေရာကြီးချော်ချော်လေးကကျွန်တော်ဂျူပင်တက်ကတော့မအပိုင်အလုံးနေကြသေးတယ်အဲ့ဒါရီးယက်ကစားဟန်ကိုကျွန်တော်သိမ့်မကြိုက်ဘူးတချို့လောက်ရှိကြတော့လက်ရှိလာလီဂါမှာတော့ရီးယက်ဒါဘာစီလိုလာကိုဟို နှစ်မှတ်ဖြတ်ထားတယ်နှစ်မှတ်ဖြတ်ပြီးတော့ဥဆောင်နေတယ်ဒုတိယနေရာဘာစီလိုနှစ်မှတ်ဖြတ်ပြီးဥဆောင်နေတယ်တကယ်လို့သူ့အတွက်ကတော့ဒါအက်ကလစီကိုဒါဘီပွဲမှာဘာစီလိုနာကိုဒီပွဲနိုင်တော့ဒါသူ၅ပွဲဆက်ဟိုနိုင်နိုင်သွားမယ်အနေထားကိုတော့သူကတော့ဥတီထားပါပဲဒါတော့နောက်ဘာစီလိုနာကိုရီးယားကစားကလေးနောက်ဆုံး၁၀ပွဲကိုပြန်ကြည့်နေတပွဲပဲရှုံးထားတဲ့အနေထားရှိတယ်ပေါ့နော်အဲ့တော့တစ်ဖက်ကတော့လက်ရှိအိမ်ခွေးမှာလည်းနောက်ဆုံး၁၀ပွဲမှာရီးယားဒါတပွဲပဲတည်ကြတဲ့အနေထားကိုတွေ့ရမယ်ကြံ၉ပွဲစလုံးကျွန်တော်နိုင်ထားတဲ့အနေထားတယ် တွေ့ရမယ်ခံစားပိုင်းမှာလို့ကျွန်တော်တို့ပြဿနာတွေရှိတယ်။အော်တစ်ဖက်ကကျွန်တော်တို့ဘာစီလိုနာကိုကျွန်တော်တို့ပြန်ကြည့်မယ်။ဘာစီလိုနာကိုပြန်ကြည့်မယ်ဆိုရင်ဒဏ်ရာပြဿနာတွေရှိနေတယ်။ခံစားပိုင်းမှာလေးဒဏ်ရာပြဿနာတွေကဝင်ပြီနေတာလေးရှိတယ်။တူတော်ညာဒီပွဲစဉ်အတွက်ကိုကျွန်တော်တို့အားထားရတယ်ဒီကျွန်တော်တို့ဟိုဖာဟိုဖာနန်တော်ရက်စ်နဲ့ဒီဘာဖင်ဟာတို့ပြန်ပါလာဖို့ရှိတယ်။တခုလီဂန်ဒေါ်စ်နဲ့ပြန်ပါလို့ရှိတယ်။သူတို့တွေပါလာရင်တော့ခံစားပိုင်းဆိုင်ရာပြဿနာဝင်ပြီမှုဟိုနည်းနည်းလေးဖြေလျှော့သွားနိုင်တယ်လို့ကျွန်တော်တို့ယူဆတယ်။ဟိုဒီနီးပြဒီဟန်စီဖလစ်ရဲ့ဒီကစားကွက်နဲ့အရန်အံဝင်နေတဲ့ဒီ ရာဖင်ဟာတော့တခုတော့ရှိတာပေါ့ဗျာဒါတခေါက်ကြောတန်ရတဲ့သူဟိုအသိန်းအတွက်မကစားပေးနိုင်တဲ့တလားတော့တော့ရှိပြီပေါ့နော်အဲ့ဒီအနေထားကြီးတော့ကျွန်တော်တို့ပြန်စဉ်းစားရချင်တယ်လက်တော်တော့ရက်ဖို့လည်းခြေစမ်းပြတယ်လက်ရက်ဖို့ကလည်းဒါခြေစမ်းပြတယ်ပြီးခဲ့တဲ့ပွဲပွဲစဉ်ကလည်းသူကိုးသွင်းသွားတာဒီမှာသူဟိုတည်ငိမ့်တယ်ဖန်တီးမှုဘိုင်းဒီမှာလည်းတော်တော်လေးကောင်းတယ်တွေ့ရတယ်ဒါဟိုဘာစီလိုလာတဲ့တခုတခုပဲဗျာဟန်စီဖလစ်ကဒါနောက်ဆုံးဟိုဟိုပွဲစဉ်မှာဒီလာဒီကာနောက်ဆုံးပွဲစဉ်မှာအနီးထိသားတော့ဒီပွဲစဉ်ကသူပွဲကြည့်စဉ်ကနေမှာကြည့်ရမယ်အနေထားမျိုးကိုကျွန်တော်တို့တွေ့ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတော့ဒါတခုဒါ ဒီချိန်နားမှာတမနစ်ကတော့တော့ဒါဘာစီလိုနာတော့ဗျာရီယဲကိုဒါစပိန်စူပါဖလားမှာကိုပါတွေ့ရင်းမှာလာလိမ့်မှာတော့သုံးပွဲသုံးဒါအနိုင်ရထားတဲ့အနေအထားမျိုးရှိတယ်တစ်ချက်ကလေးပဲဒီပွဲစီမှာကျွန်တော်ကြိုက်တာဟိုဟာဘာစီလိုနာရဒါဂီရိုနာကိုတော့ဒါနောက်ဆုံးနိုင်ထားတယ်ဗောနော်အခုဒီနှစ်ပွဲဆက်ထပ်နိုင်ရင်တော့ဒါဘာစီလိုနာအတွက်အခြေအနေကတော့နည်းနည်းပြန်တည်ငြိမ်လာမဲ့အနေအထားပဲအဲ့တော့ဒီပွဲစဉ်ကဘာစီလိုနာရဲ့အဝေးခွင်နောက်ဆုံးကစားခဲ့28ပွဲလောက်ပွဲ30လောက်ကိုပြန်ကြည့်လိုက်ရင်ဘာစီလိုနာအဝေးခွင်မှာနှစ်ပွဲဆက်ရှုံးပြီးရင် ရှုံးထားတာမျိုးကိုတစ်ချိန်လောက်ပဲတွေ့ရတယ်။အဲ့ဒါကိုကျွန်တော်တို့2024ရဲ့ဒီလေးလပိုင်းလောက်မှာကန်တာအဲ့တုန်းကလည်း real နဲ့ကွယ်ပဲ။ real နဲ့ကိုသူရှုံးပြီးတော့သူဂီရိုနာကိုရှုံးတယ်။အဲ့တစ်ချိန်လောက်ပဲရှိပြီးနောက်ဆုံးကန်ခဲ့တဲ့26ဆင်းလုံးရဲ့အဝေးကွန်းကိုပြန်ကြည့်တဲ့အချိန်မှာတပွဲရှုံးပြီးတိုင်းမှာတပွဲဘယ်တော့မှမရှုံးဘူး။ပြန်အနိုင်ရလာရှိတယ်၊တရေကြလာရှိတယ်။တပွဲရှုံးပြီးတော့အဲ့တော့ပြောချင်တယ်သူက league နှစ်ပွဲဆက်မရှုံးတာဘာစီလိုနာအတွက်တော်တော်ကြာခဲ့တယ်။နောက်အဲ့ဒါအဝေးကွန်းနှစ်ပွဲဆက်မရှုံးတာတော်တော်ကြာခဲ့ပြီ။ဒီအချက်နှစ်ချက်နဲ့ကျွန်တော်ကဒီပွဲစဉ်မှာ ဘာစီလိုနာကိုကျွန်တော်နိုင်ဖို့မပြောဘူးနော်အက်ကလက်စီကိုဒါဘီပွဲစဉ်မှာဘာစီလိုနာကိုကျွန်တော်မရှုံးနိုင်ဘူးလို့ထင်တယ်။အဲဒါဆိုအနေအဆုံးဘာစီလိုနာဒီပွဲစဉ်တေးကစားနိုင်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်။အဲ့တော့ဆရာရဲ့ကျန်ကျွန်တော်အမြင်အရဆိုရင်တော့ဒီပွဲစဉ်မှာပြန်ကြည့်မယ်ဆိုရင် Real Madrid ကဒီရာဒီမှာအတင်းကြီးချင်းတွေ့တဲ့ပွဲစဉ်မှာဒီအလွန်ဆိုလက်ထက်မှာဆိုရင်နည်းနည်းလေးရုန်းကန်ရမယ်လို့လည်းကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုရင်ပထမဆုံးအနေနဲ့ဒီ Atletico နဲ့ပွဲစဉ်မှာဆိုရင်ဒါ La Liga မှာသူက ဟိုအစင်းတန်းတစ်ခုရှိတဲ့အသင်းပေါ့နော်ဒီအသင်းကိုသူဟိုတူတင်ကိုတင်ကစားနိုင်ခဲ့တဲ့ဆိုပေမဲ့ပထမပိုင်းမှာဒူဒူဒါအောင်နောက်ကလိုက်ကစားဒုတိယပိုင်းမှာ fight 2ဆိုတဲ့ပုံစံမျိုးပဲဖြစ်တဲ့နော်အဲ့လိုရလက်မျိုးနဲ့ရှုံးခဲ့တယ်ဒီနေရာမှာဂျားထဲမှာပြန်ကြည့်မှဆိုရင် မာစီပဲထားပါဦးဒါပြတိတိကူမှာဆိုရင်ဒီအသင်းကလည်းအသင်းကောင်းထဲမှာပါတယ်ဟိုနောက်ဆုံးဒီ series တွေက Jupiter ဒီအသင်းတွေနဲ့ပွဲစဉ်မှာလည်းဒီ Real Madrid ရဲ့လုံနိုင်ဆုံးအားကိုတိတ်ပြီးတော့တော့ကောင်းကောင်းမွန်မွန်မမြင်အောင်လို့ပဲကျွန်တော်ထင်နေပြဟို Barcelona ကဒီဂျာကာလာတွေမှာဒီ PSG ကိုရှုံးခဲ့တယ် Sevilla ကိုရှုံးခဲ့တယ်နှစ်ပွဲဆက်ပေါ့နော်သူ night night ထိုက်တဲ့ပွဲစဉ်မှာပြန်နိုင်ထားတယ်အထူးသဖြင့်အာပြောသလိုပဲပေါ့နော်ဟို Barcelona ရဲ့တိုက်စစ်ပိုင်းက ဟိုခန်းစပိုင်းတချို့ပွဲတွေမှာအားနည်းမှုရှိရဆိုပေမဲ့တိုက်စစ်ပိုင်းလူပြန်စုံလာရင်ဘာစီလိုနာလိုအသေးမျိုးကဘလို့အသေးမျိုးမဆိုဖိအားပေးနိုင်တဲ့အနေအထားမျိုးရှိတယ်ပြီးတော့ဒီနှစ်သင်းကဒီဒီမှာကျွန်တော်ပြန်ကြည့်မယ်ဆိုရင်2000နှစ်နောက်ပိုင်းရဆိုရင်ဒီနှစ်သင်းက48ပွဲအထိဒီလာလီဂါပွဲတင်နေနဲ့ထိုက်တဲ့တွေ့ဆုံမှုရှိခဲ့တယ်ဗီယက်မတ်က16ပွဲနိုင်နေ10ပွဲတင်နေဘာစီလိုနာကတော့22ပွဲလောက်အထိကိုနိုင်ခဲ့တယ်ပြီးခဲ့တဲ့ရာသီဟန်စီဖီလစ်ကင်တွယ်တဲ့ ချိန်မှာလည်းနှစ်ချိန်သလုံးနိုင်ခဲ့တယ်ဟိုပြောမှဆိုရင်ဘာစီလိုနာအတွက်ကတော့ဒီရီယယ်မက်တစ်ကိုအနေဆုံးတေကစားရင်အားပေးသူတွေအတွက်ပျော်ရွှင်ရမယ့်အလို့ဒါလို့ပဲရှိတယ်ဆိုတော့ကျွန်တော်တို့တတိယရွေးကွက်အနေနဲ့ဘာစီလိုနာကိုအားပေးလိုက်ပါအားပေးလိုက်ပါเนาะကျွန်တော်တို့နောက်ဆုံးသတို့ထရွေးကွက်ကတော့ကျွန်တော်ပြင်သစ်လီဂူးလေးကနေမှကျွန်တော်အခြားတဲ့အသင်းကိုကျွန်တော်ထုတ်ထားပါတယ် Runners နဲ့ National မှာကျွန်တော် Runners အသင်းကိုကြိုက်ပါတယ်ဟိုဟာလီဂူးမှာတော့ဒါအဆင့်90နဲ့30ဆိုတော့အားပြိုင်မှုရှိတယ် Nice ကတော့ဒါနောက်ဆုံးပွဲစဉ်မှာဒီ Celta Vigo ချန်ပီယံလိမှာတော့ဒါတယောက်ကျော်ပြင်းနေရှုံးသွားဘူး2-1နဲ့သူ ရှုံးသွားတယ်ပေါ့နော်အဲ့တော့ runners ကတော့ဒါ league မှာတော့ဒါနောက်ဆုံး၄ဘွက်ဆက်ကိုတည်ကြတာတွေ့ရမယ်ကျွန်တော်က runners ကိုဘာအောင်မြင်လဲဆိုတော့ tight set ကစားပုံလေးကောင်းနေရဒါပေမဲ့ခန်းစစ်ကိုပြန်ပေးနေရတော့ဒါဒီ19နဲ့ပွဲတွေကိုသူအနိုင်မရခဲ့ဘူးလို့ဆိုတော့ကျွန်တော်ကယူဆအဲ့တော့ nice ကလည်းတခုတော့ရှိတယ် counter tight set တွေ့တယ်အဲ့တော့ဒီပွဲစဉ်မှာခန်း nice ရဲ့ပြင် runners ရဲ့ခန်းစစ်ကဒါဒီ nice ရဲ့ counter tight set တွေ့မှုကိုအဓိကထိန်းနိုင်ရင်ကျွန်တော် nice ကိုသူချုပ်နိုင်တယ်ဒီပွဲစဉ်ကအဲ့တော့ပြီးတော့နောက်တစ်ချက်က ဒီ runners ရဲ့အားသာချက်လေးကဒီ short pass လေးတွေပေါ့ဘောလုံးအတူလေးတွေပေးပြီးပြီးမထင်မဲ့ရင်မထင်မဲ့တလို့ဒီတစ်ဖက်အသင်းရဲ့ပြိုင်ဘက် area ထိပ်ကနေလှမ်းလှမ်းကန်တဲ့အခွင့်အရေးတွေကိုခံနေနေရမှာ runners ကအားကောင်းတာလေးတွေကိုကျွန်တော်တွေ့ရတယ်အဲဒီအချက်ကဒီပွဲမှာလည်းသူအဲ့ဒီပုံစံအတိုင်းကိုပဲသူပြင်ဆင်ပြီးကစားလာဖို့ရှိတယ်လို့ကျွန်တော်မြင်တယ်အဲ့တော့အဲ့တော့ nice ကလည်းဒါခြေစွန်းမတည်ငြိမ်တဲ့အနေအထားမျိုးဖြစ်နေတယ်တပတ်တစ်ဖက်ကလည်းတစ်ချိန်လုံးနဲ့ ဆက်တာဗီကိုနဲ့ပွဲမှာဆိုအဲ့လိုပဲတစ်ချိန်လုံးတိုက်စစ်ဆင်လာပြီဆိုရင် night ကခန်းစကရော့ပျို့ပျို့ပြီးကြာသွားတာမျိုးအနေထားမျိုးကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့အဆင်လာမှာလဲဒါအင်ကွင်းမှာ night ကိုနောက်ဆုံးသုံးပွဲဆက် runners ကအနိုင်ယူထားပြီးတော့ဟိုအလေးပေးမှုလဲကျွန်တော်တို့ပျော်ရွှင်ထားခဲ့တဲ့အနေထားကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့တော့ဒီ၄ပွဲဆက်၄ခုမှ၄ပွဲဆက်တရေကြီးပဲ ကြနေတဲ့စံချိန်ကိုရပ်တန့်နိုင်တဲ့ runners ကိုတော့ဒီပွဲစဉ်မှာအားပေးတယ်လို့ကျွန်တော်တို့မြင်တယ်ဟုတ်ဟုတ်ပါတယ်ဆရာဒီနေ့တင်းထိုက်တဲ့တွေ့ဆုံမှုတွေမှာပြန်ကြည့်မယ်ဆိုရင်နောက်ဆုံး6ကြိမ်စလုံးကဘယ်သူပဲအရှင်ကြကြအနိုင်ရခဲ့တာပေါ့နော်လိပ်ပွဲတဲ့အနေနဲ့ဆိုရင် ောက်ဆရာပြောသလိုပဲနောက်ဆုံးသုံးဘွက်ဆက်လဲ winner ကနိုင်ထားတယ်ထိတဲ့တွေ့ဆုံမူပိုင်းကပြန်ကြည့်မယ်ဆိုရင်လည်း2003နောက်ပိုင်းဒီ winner အနေနဲ့ nice ကိုလက်ခံကစားမှာ7ဝဲနိုင်9ဘွက်တည်နေ6ဘွက်ပဲရှုံးခဲ့တယ်ဟိုလက်ရှိနေတာတော့ဆရာခုနပြောခဲ့တဲ့ထင်ပါလေတော်တော်ဆုံးနေပါလေလက်ရှိမှာတော့လက်တော်ကလာမှာ winner ကဒီရာဒီမှာဆိုရင်သူကတည်ရွယ်ပုံများတယ်ပုံများနေရနေတာ ဒါပေမဲ့အိမ်ကွင်းပွဲဒီမှာပြန်ကြည့်မယ်ဆိုရင်လိပ်ပွဲတွေနေနေသူကရှုံးဝဲလုံးဝမရှိတာရတဲ့ဒါသင်စားပါမာဆေးတို့လိုင်ယွန်တို့ကိုနိုင်ပြီးတော့ဒီလန့်စ်တို့လန့်စ်ကိုတည်ခံကစားနိုင်တယ်ဆိုပြီးမဲ့အဲ့လန့်စ်နဲ့ပွဲရတယ်တကယ်တော့သူနိုင်တဲ့ပွဲတွေမှာပါတယ်။ဘာလို့ဆိုဟိုလန့်ကတယောက်စောကြီးရရော့ရအောင်မှာသူကမနိုင်ခဲ့ဘူးပေါ့နော်။ဒါပါ။အော်စင်းနဲ့ပွဲတွေမှာဆိုသူနိုင်တဲ့ဒါပေမဲ့သူရဲ့အိမ်ကွင်းလုံးနိုင်ဆိုအားဒီမှာပြန်ကြည့်မယ်ဆိုရင်လုံးဝ perfect နေပါလို့ပြောလို့ရတဲ့အထိကိုခြေစွမ်းပိုင်းရတည်ငြိမ်တဲ့အနေအထားမျိုးမှာကျွန်တော်ထက်သွင်းလို့ရတယ်။တစ်ဖက်က nice ကတော့တေးကြတာတကူကတော့ဥရောပပွဲတွေနဲ့လိပ်ပွဲတွေကြားမှာယာတီစကရေရအောင်သူယု ံးခံနေရတယ်တပွဲနိုင်ပြီးတိုင်းမှာလည်းသူကပြန်ပြီးတော့ရှုံးရှင်ရှုံးနေခြေစွမ်းတင်ငင်ကိုတော်တော်လေးအားနည်းနေရသွတ်တွေ့ရတယ်အထူးသဖြင့်ကျွန်တော်အဝေးကွင်းပွဲတွေမှာပို့ပြီးတော့ပေါ်လွင်တယ်လို့ပြောရမှာပေါ့နော်ဒီကဒီကစားခဲ့တဲ့ဒီဘင်ဖီကာနဲ့ချန်ပီယံလိခြေစပွဲမှာဆိုလေဒီရှုံးပြီးတော့ပြုတ်သွားပြီးတော့အဲယူပါလေးယူရောက်ခဲ့တယ်ပေါ့နော်ဒီမှာပြန်ကြည့်မယ်ဆိုရင်ဘင်ဖီကာအတူသီးနဲ့ရှုံးနေဟိုလီယာဘေးလိုအသင်းမျိုးကို2-1နဲ့ရှုံးနေဘက်စ်လိုအသင်းမျိုးကို4-1နဲ့အောင်ရှုံးနေအော်ပြီးရဖီနာဘာချူ2-1နဲ့ရှုံးနေမိုနာကိုနဲ့ပွဲမှာတူတူကြခဲ့ပေမဲ့ဟို ြောမယ်ဆိုရင်အဲ့လောက်ထိလောက်လောက်ငါငါကောင်းခဲ့တဲ့အနေအထားမျိုးမှာတော့ကျွန်တော်တော့မတွေ့ရဘူးဆယ်ရာဗီကိုနဲ့ပွဲတင်မှာဆိုလဲသူ2-1နဲ့ထက်ရှုံးနေဆိုတော့ဟိုနောက်ဆုံး wave wave နဲ့ပွဲမှာဆိုသူကအနီးကနေတပွဲစီကိုထိထားတယ်ဆိုတော့ လက်ရှိအနေထားရဒီယာဒီရဲ့ကစားအားပါရုံပြောင်းကြည့်မယ်ဆိုရင် night ကတပွဲကိုအနေဆုံး2ကိုးပေးနေရတဲ့ cancel ကြောင်းဖြစ်နေတယ်ပေါ့နော်။ဟုတ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဒီ night ဟို win နဲ့လောက်တိုက်စစ်မကောင်းတဲ့အသင်းမျိုးလို့ပြောလို့ရမယ်တော့ Lea V တို့ Best တို့ Lea V တို့ Best တို့တော့သူက2ကိုးစီတော့ပေးထားတဲ့အနေထားမျိုးမှာကျွန်တော်ဒီပွဲကြီးကမှထူးခြားပြီးတော့ကောင်းလာဖို့ဆိုတာတော့မရှိဘူးလို့တော့ထင်တယ်ဗျ။ဟုတ်ဆရာအိတ်ကွင်းဝေးကွင်းခြေစွမ်းပိုင်းရောကျွန်တော်ထိတ်ထိတ်တွေးဆမှုအစင်နာပိုင်းရော လက်ရှိဒီရာသီဖြတ်သန်းမှုပိုင်းနေရာအစပြောင်းကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ readiness ကအားပေးသူတွေအတွက်ပျော်ရှင်ရမှာပါဆိုတော့ကျွန်တော်ဒီတနင်္ဂနွေညအတွက်ကျွန်တော်၄ဘွဲ့မှာဆိုရင်ကျွန်တော်ပြင်းပြလိုက်တယ်မှာဆိုရင် Man City ဘွဲ့မှာကျွန်တော် twin ကိုအ ਨੇ ကိုအားပေးလိုက်တယ်နော်ပြီးသွားလို့ရှိရင်ကျွန်တော် CVA ထဲမှာဆိုရင်တော့ away queen အသင်းဖြစ်တဲ့ calculator body calculator ကိုအားပေးလိုက်မယ်ပေါ့နော် ဟိုကျွန်တော်တို့ဒီအင်္ဂလစီကိုဒါပြီးစပိန်ကလည်းပါဆိုကျွန်တော်ဘာစီလိုနာမရှုံးနိုင်ဘူးဘာစီလိုနာအပိတ်တင်နေတယ်ပေါ့နော်ဆရာအပိတ်တင်နေပြီးရင်ပြင်သစ်လီဂူမှာတော့ runners အတင်းကိုအပိတ်တင်နေလို့ကျွန်တော်တို့ထင်ပါတယ်အားလုံးပဲလုံးကြော်ရှင်းကြပါ